ဒီစကား1820ခုနှစ်ကအမေရိကန်ပြည်ထောင်စုရဲ့တောင်းနဲ့ကြီးတစ်ခုအတွင်းအမဲလိုက်တောင်းဝင်အဖွဲ့ဝင်တယောက်ဖြစ်တဲ့ဂလက်ရဲ့ဖျက်မှန်ပေါ်အခြေခံထားတဲ့စွန်စားငန်းနဲ့လက်စားချေမှုဇလံတစ်ခုဖြစ်တဲ့ဆိုရအစစောပိုင်းကာလတွေမှာတရေအတွက်လူရီယာသက်ဆင်ဆံပြားဂုံကူးကြရပါတယ်ယနေ့ခေတ်လိုလွယ်လွယ်ကူကူတရေကိုဂုံကူးလို့ရကြတာမဟုတ်ကြပါဘူးတရေအတွက်တိုက်ခိုက်ရေးမှာကျန်းကျင်တဲ့သူတွေကိုခေါ်ပြီးတောတော်တွေကြားထဲကိုလာချီကြအောင်သက်ဆင်ဆံပြားသွားကြရတာဖြစ်တယ်တောင်းနဲ့ကြီးတစ်ခုအတွင်းမှာကမ္ဘာကြီးဟင်းနေဒီဥဆောင်တဲ့အဖွဲ့တစ်ဖွဲ့ဟာ တော်တွင်တနေရာမှာစခန်းချနေပါတယ်ဒီဖွယ်ထဲမှာဂလက်တို့သားဖားနဲ့ရောက်လမ်းပြအနေနဲ့ပေါင်ဝင်ကြပါတယ်ဂလက်ရဲ့သားဟာရစ်မျိုးနယ်ဝင်မင်းကလေးနဲ့ရတဲ့ကောင်လေးတယောက်ဖြစ်တယ်သူတို့သားဖားနဲ့ရောက်ဟာအနာမီဝဲရိတ်ခါအတွက်တရေတကောင်ကိုအမဲဖြတ်နေကြပါတယ်ဖရေးဆိုတဲ့လူတယောက်ဟာသူ့ဖွယ်ဝင်ကိုတာကိုပြောက်လို့လိုက်ရှာနေပါတယ်ကိုတာကိုဘယ်သူမှမမြင်ကြပါဘူးကိုတာဟာအင်ဂျင်ကျင်းနဲ့နောက်ကျောင်းမှာမြားတန်းလန်းနဲ့ပေါ်လာပြီးလဲကျသွားပါတယ်သူတို့ကိုရစ်မျိုးနယ်ဝင်ဒေသခံတိုင်းရင်းသားတွေကအလင်းငိုက်တိုက်ခိုက်ကြခြင်းဖြစ်တယ် ရီရဲ့အဓိကလက်နက်ကလင်းနဲ့များဖြစ်တယ်။တနက်ကိုစီနဲ့ဂုံတဲအုပ်စုကဘင်ကနေရန်သူကတိုက်ခိုက်နေလဲဆိုတာတောင်ရှာလို့မတွေးကြပါဘူး။အမဲဖြတ်နေရမှာတနက်တန်ကြားသွားတဲ့ဂလတ်ဟာတနက်ကိုရမ်းတယ်ပြီးသူ့ဖွဲ့စီကိုသွားပါတယ်။ဂလတ်ရောက်သွားတဲ့အချိန်မှာရန်သူဟာတပ်ပင်ပေါ်ကနေချောင်းပေါင်းပြက်ခတ်နေခြင်းဖြစ်တယ်။အချိန်နေမဟန်တဲ့ဂလတ်တို့အုပ်စုဟာလှေရှိအောင် နိုင်သမျှတိုင်ကိုယူပြီးအတက်လူထွက်ပြေးခဲ့ရပါတယ်။နောက်နေ့မနက်မှာပဲကပရိန်ဟာဘယ်လန်းကနေပြန်ကြမှာလဲလို့ဂလတ်ကိုမေးပါတယ်။မြစ်ကိုရူရီပိုင်ချောင်း ကုန်းရောင်းကနေအရှေ့ရက်ကတောင်နေစီသွားရင်အချိန်တစ်ပတ်သာကြာနိုင်ပြီးမြေက6တို့တော့သူတို့ခြေရံကလည်းမရကြောင်းရှင်းပြပါတယ်ဖရီကတော့လေကိုဆုံးလာပြီးကုန်းလိုင်းကနေသွားတာယူနိုက်တက်လို့ရဖြစ်ကြောင်းစောရကတက်ပါတယ်ကပရိဟင်နီကတော့ဒီလုံးမှာကြံ့ကျင်နေပြီဖြစ်တဲ့ဂလက်ရဲ့စကားကိုပဲရွေးချယ်လိုက်ပါတယ်သူတို့ဟာတယ်ရီကိုဖွတ်ထားပြီးနောက်မှလူရင်အားထပ်ပြပြီးလာယူဖို့စီစဉ်ပါတယ်တယ်ရီကိုတဲပြီးတောင်စောင်းနေစီသွားဖို့ဆိုတာသူတို့တော့မလွယ်လောက်ပါဘူးရီတောင်မိသွားနိုင်ပါတယ်အခဲမကျင်နိုင်သေးတဲ့ဖရီက ရီသေးပါတယ်ဂလက်ရဲ့သားကိုလူမျိုးရေးခွဲခြားတဲ့ဇာတ်တွေပြောပြီးခနဲ့ပါတယ်ဂလက်ကဒေါသထွက်နေတဲ့သူ့ရဲ့သားကိုအသက်ရှင်သန်ခြင်းရင်သူတို့ပြောတဲ့ဇာတ်တွေကိုမကြားသလိုနေတတ်ဖို့လိုကြောင်းဆုံးမပါတယ်တောနဲ့တနေရာမှာရိုက်ခါအတော့အမဲလိုက်ထွက်လာတဲ့ဂလက်ဟာဝဝံတခေါင်ရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရပါတယ်သူရဲ့လိမ့်လိမ့်နဲ့ဂလက်ကိုเจ้าနဲ့တခုမှရှာဖွေတိရှိကြပါတယ် ူတို့ဟာဂလပ်ကိုစ조사ပြီးတည်သွားပြီမဲ့တောင်စောင်းလန်းနေကြောင့်ဂလပ်ကိုတော်ရဲထားဖို့ဆုံးဖြတ်ပါတယ်ဘောနာ80ထပ်ပေးပြီးဂလပ်ရဲ့တာဟော့ရဲ့ free နဲ့ bridge တို့သုံးဟာဂလပ်နဲ့အတူတူနေခဲ့ကြပါတယ် free ကတော့ bridge နဲ့ဟော့တို့မယူတဲ့ပတ်စံကိုမတ်လို့နေခဲ့ခြင်းဖြစ်တယ်ဟော့နဲ့ bridge တို့ရေရှာထွက်တုံး free ဟာသူ့ရဲ့တကူကောင်းအထာတိုင်ဂလပ်ကိုတတ်ဖို့လုပ်ပါတယ်ဟော့ပြန်ရောက်လာတဲ့အခါဟော့နဲ့ရုံးရဆန်ကဖြစ်နေတော့ဟော့ကိုဓာတ်နဲ့ထိုးပြီးတတ်လိုက်ပါတယ်ဂလပ်ကတော့သူသားအသက်ခံနေရတာဘာမှမကူညီနိုင်ပဲကြည်နေရပါတယ်ဘာမှမသိတဲ့ bridge ကတော့ ဟော့ပြန်လာလို့ဆိုပြီးလိုက်ရှာပါသေးတယ်။ဖရိယမနက်စောစောမှာဘရေဂျာကိုနှိုးပြီးဟီးရီလာနေဖြစ်ကြောင်းဒါကြောင့်ကိုလိုပြေးကြဖို့ပြောပါတယ်။ဂလက်ကိုတော့ခြောင်ထဲဆွဲချပြီးမြေဖိုးလိုက်ပါတယ်။ပရင်စကားကိုယုံနေတဲ့ဘရေဂျာကဂလက်အတွက်ရေဘူးထားပေးခဲ့ပါတယ်။ဂလက်ဟာသူသားသူ့ရှင်မှာအသက်ခံလိုက်ရတာကိုမြင်ပြီးလက်စားချင်ချင်နဲ့စိတ်ကြောင်ပဲ။ဒဏ်ရာများစွာနဲ့မြေပုံတွေကရုန်းထွက်နိုင်လာတယ်။သူကဒရိုက်လိုက်သွားလိုက်ရင်းနဲ့ပဲခက်ခက်ခဲခဲတောနယ်တိုင်းမှာရှင်သန်အောင်ကြိုးစားတယ်။လက်မှတွေးတဲ့စားလို့ရောက်လာမယ့်အပင်တွေကိုဆိုင်ခီးဆက်တယ်။ ဒီလိုနဲ့အနာကျက်လာပြီးသူကဒုန်းနဲ့လမ်းလျှောက်လာနိုင်တယ်။ရီရီယာချီအားခံပြီးသွားပြီးတဖြည်းဖြည်းနဲ့နီးကပ်လာပါတယ်။ရင်းစင်းတောင်းနေတဲ့ဂလက်ကိုရီရီတွေ့သွားလို့ဂလက်ဟာမြေကြီးချောင်းတိုင်းတောင်ထွက်ပြေးလိုက်ရပါတယ်။ရပောင်းများစွာအစာမစားသေးတဲ့ဂလက်ဟာကြွယ်ရတဲ့ကောင်ကိုစားတောင်းနေတဲ့လူတယောက်စီကနေအသားတောင်းစားပြီးသူတွေ့ကြုံခဲ့ရတာတွေကိုပြောပြရင်မိတ်ဆွေဖြစ်သွားကြပါတယ်။ထို့လူဟာလည်းသူ့မိသားစုကိုတတ်သွားတဲ့သူတွေကိုလက်စားချေဖို့ခီးထွက်လာခြင်းဖြစ်တယ်။ကောက်ပြစ်ဆင်းလဲလာတဲ့ဖရီးဟာဘရင်းနဲ့အတူစခန်းကိုရောက်ရှိသွားတယ်။ ကပ္ပရင်ကိုလောက်ကျန်ဇလန်းတွေကိုပြောပြီးသူရရှိမဲ့ငွေကြေးတွေကိုရယူပါတယ်။ဂရဟာဒန်ယာရီနဲ့ဒန်ကြောင့်နှင်းမုံတိုင်းနဲ့မြေပြင်ပေါ်သို့လဲကျမြေမျောသွားပါတယ်။ထိုလူဟာအနီးနားမှာရှိတဲ့တပင်တွေကိုခုတ်လဲပြီးနှင်းတန်ခန်းတိုင်းနဲ့တဲလရုံကိုစောက်ပြီးဝီဝဲပြီးဂလက်ကိုနှွေးထည့်အောင်လှုပ်ပေးပါတယ်။မနက်လင်းတော့ဂလက်အိယာနိုးတဲ့အခါထိုလူမရှိတော့ပါဘူး။ဂလက်ချီယာရီအတိုင်းလိုက်ရှာတဲ့အခါတပင်ပေါ်မှာထိုလူဇွဲကြွကြတက်တည်သွားပါတယ်။ စိတ်မကောင်းဖြစ်နေတဲ့ဂလာအနီးနားကပြည်သက်ကုံတွေတွေကိုမြင်လိုက်ပြီးသူတို့မှပါတဲ့မြင်းတကောင်ကိုယူဖို့လှုပ်နေတဲ့အချိန်မှာမင်းကလေးငယ်တူပြည်သက်ကုံတွေတူရဲ့မရင်းချင်းချင်းကိုခံနေရလို့ကုညီကယ်ဆယ်ရေးနဲ့တခြားကုံတွေတွေပါတည်သွားလို့မင်းရဲ့အသက်လူထွက်ပြေးလိုက်ရပါတယ်။ပင်မန်းနေတဲ့ဂလက်တယောက်အိမ်မောကြနေပြီးမိရိအနားရောက်လာမှဂမန်ကန်ထပြေးပါတယ်။ပြင်းရင်နဲ့နှင်းလူထတဲ့ကြောင်းတဲ့ကိုပြုတ်ချသွားပါတယ်။ကံကောင်းစွာနဲ့သူဟာဘာဒံရမှမရရှိသွားပေမဲ့မြင်းလေးကတော့တည်ဆုံးသွားပါတယ်။အေကလာနဲ့နှင်းလံကိုခံနိုင်ဖို့ဂလက်တယောက် မြေဝါးပိုက်ကိုခွဲပြီးဝင်ရပါတယ်လူတယောက်စကန်းရှိကိုရောက်လာပါတယ်သူ့မှာပါလာတဲ့ရေဘူးကဂလက်ရေဘူးမှန်တိသွားတယ်ကပရိန်ကဂလက်မတိနိုင်သေးကြောင်းတိသွားပြီးသူ့လူတွေနဲ့ဂလက်ကိုရှာပါတော့တယ်ဂလက်ကိုတွေးတော့တောထဲမှာအခက်ခဲများစွာကိုဒဏ်ရာများစွာနဲ့ဖက်ကျော်လာနိုင်တဲ့သူ့စိတ်ကိုခဏလွှတ်ချရင်းလဲကျသွားပါတယ်ကပရင်တယောက်သူ့ကိုလိမ့်နဲ့ဖရေးကိုလိုက်ရှာပါတော့တယ်ဖရေးကစစ်တဲဝင်ပြီးတက်ဆက်ကိုပြန်သွားပါတယ်ကပရင်ရဲ့ငွေကြေးများစွာကိုလည်းဖောက်ထွင်းယူသွားပါသေးတယ် ဒေါသထွက်နေတဲ့ကပရင်ကဂလက်ကိုအနာယူဖို့ပြောရင်သူတယောက်တည်းပဲဖရေးတော့ကိုလိုက်မဲ့အကြောင်းပြောပါတယ်။ဂလက်ရဲ့လက်စားချေလိုစိတ်ကိုကပရင်လည်းမတားဆီးနိုင်ပဲဂလက်ကိုပါခေါ်လာရပါတယ်။သူတို့နှစ်ယောက်မကြသေးခင်ကမှဖြတ်သွားထားတဲ့ဖရေးရဲ့ခြေရာတွေကိုတိတ်ရှိသွားပါတယ်။သူတို့နှစ်ယောက်နောက်ခွဲပြီးဖရေးကိုရှာဖို့ဆုံးဖြတ်လိုက်တယ်။ဂလက်တနက်တန်ကြားလို့တွားကြည့်လိုက်တဲ့အခါကပရင်ကပြတ်သက်ခံလိုက်ရပါတယ်။ဖရေးကတောင်ရဲ့အမြင့်တနေရာကနေချောင်းနေပြီးဂလက်ကိုပြစ်ဖို့ပြစ်ကွန်းကနေစောင့်နေပါတယ်။မြင်းနှောင်နဲ့ဂလက်ဟာဖရေးရဲ့ပြစ်ကွန်းထဲကိုဝင်ရောက်သွားပြီး ဖရစ်ရဲ့ပြစ်ခတ်မှုကပြက်မှတ်ကိုထီသွားပါတယ်။အနီးနားကိုသွားကြည့်လိုက်ပြီးမှောင်းလဲဖြစ်နေတဲ့ဂလတ်ကိုကြီးလိုက်တဲ့အခါဂလတ်မော်ပဲကပရိန်ဖြစ်နေပါတယ်။ချက်ချင်းဆိုသလိုဂလတ်ကမြင်းရဲ့ဘေးဆောင်မှာပုံနေရမှာတနက်နဲ့ပြစ်လိုက်ပါတယ်။ဖရစ်ရဲ့လက်ကိုထီသွားပြီးဖရစ်ဖပြေးသွားပါတယ်။နောက်ကနေလိုင်ရင်နဲ့နှစ်အောင်လုံးကြောင်ထဲပြုတ်ကျသွားပြီးတယောက်ကိုတယောက်တိုက်ခွင့်ကြရင်နောက်ဆုံးမှာဂလတ်ကဖရစ်ကိုတတ်ခွင့်ရသွားပါတယ်။ဂလတ်ကမတတ်ဖဲမြေတစ်ဖက်ကမ်းမှာရောက်နေတဲ့ရီရီစီကိုဖရစ်ကိုမျောပေးလိုက်ပါတယ်။ ဖရီးတယောက်ရီရီလက်ချက်နဲ့ပဲအသက်ဆုံးရှုံးလိုက်ရပြီးဂလက်ရဲ့တူသားအတော်လစားချင်မှုနဲ့ပြေဝသွားပါတယ်